ဒီဗီဒီယိုကိုအချိန်ပေးကြည့်အောင်နဲ့လက်ရှိမြန်မာနိုင်ငံမှာဘာတွေဖြစ်ပျက်နေလဲဆိုတာကိုသိထားနိုင်ပါတယ်2025ခုနှစ် match လ28ရက်နေ့ရာဆိုရင်အကြံဖက်စစ်သက်မင်းအောင်လိုင်ရဲ့မအောင်မြင်တဲ့အာဏာသိမ်းမှုကိုစူးစမ်းခဲ့တဲ့ရက်ပေါင်း1496ရက်မြောက်နေ့ဖြစ်တယ်ဒီမှာတမိုင်းမှာအဆိုးအဝါဆုံးငလင်တန်းကိုခံစားခဲ့ရတဲ့နေ့လည်းဖြစ်တယ် ပြင်အား Richter scale 7.7ရှိတဲ့ငလျင်ကမန္တလေးစခိုင်းမခွေပခိုးနေပြည်တော်အေယဝရီနဲ့ရှမ်းမြောက်အပါအဝင်မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ Thai, Laos, Bangladesh, India, တရုတ်နိုင်ငံတွေအထိပါရိုက်ခတ်တဲ့အထိငလျင်ရဲ့ပြင်အားပြင်းထန်ခဲ့ပါတယ်။ငလျင်လှုပ်ပြီးပြီးချင်းအကျန်းဖက်စစ်သက်ခေါင်းဆောင်မင်းအောင်လှိုင်းဖာလုတ်ခဲ့လဲ။ ငလေးလှုပ်ပြီးမွန်းလဲပိုင်းမှာငလေးဘေးတက်ပြည်နယ်တွေကတခုဖြစ်တဲ့ရှမ်းမြောက်နောင်ချိုမြို့နယ်တွေကကျေးရွာတခုကို Jet Fighter 3စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်။အဲ့ဒီ28ရက်နေ့တည့်ရထဲမှာတွေကိုလေချောင်းတိုက်ခိုက်မှု၈ကြိမ်ထက်မနည်းပြုလုပ်ခဲ့တာဖြစ်တယ်။ဒီချိန်ကျမတို့ပြည်သူတွေကငလေးဘေးဒဏ်ခံရတဲ့လူထုကိုကိုခွန်ကိုအားနဲ့ကူညီနေရတာပဲဖြစ်ပါတယ်။မရှိမဲ့ရှိမဲ့ပစ္စည်းတွေဤပညာအားနည်းတဲ့ခြားထဲကနေပြီးတော့မှငလျင်ဖေးတဲ့ပြည်သူတွေကိုကူညီနေရတာပဲဖြစ်ပါတယ်။ ငလျင်မလောက်ခင်28ရက်နေ့တမရော်နေ့စစ်ရေးပြအခမ်းအနားမှာတနက်တကားကားနဲ့စစ်ရေးပြခဲ့ကြတဲ့စစ်သားတွေဒီချိန်ပြည်သူလူထုကိုကယ်ဖို့ဖယ်ရောက်နေလဲစစ်ရှောင်းစခန်းတွေကိုအချိန်ရတိုင်းဖုံးသွားကျဲနေတဲ့လေရင်တွေဒီအချိန်လူထုကိုကယ်တင်ဖို့ဖယ်ရောက်နေလဲခက်ဆက်ဆက်တိုင်းပြည်ကိုရောင်းစားပြီးတော့မှရခဲ့တဲ့ဝင်ငွေတွေဟာဒီအချိန်လူထုကိုကယ်တင်ဖို့ဖယ်ရောက်နေတယ်လေရှင်းပါတယ်စစ်တပ်ကလူထုပေါ်လုံးဝစေတနာမရှိပါဘူး သူတို့မှာရှိနေတဲ့ဤပညာပစ္စည်းငွေကြေးအင်အားတွေကိုလူတို့ကိုကယ်ဆယ်ဖို့ထက်ဒုက္ခပေးဖို့အတွက်သာသုံးနေကြတာဖြစ်ပါတယ် ကျမတို့အမျိုးသားညီညွတ်ရေးအစိုးရကစစ်ကောင်စီထိန်းချုပ်ထားတဲ့ငလင်ဘေးတင့် data တွေမှာလုံခြုံရေးအာမခံနေဆိုလို့ရှိရင်ကျွမ်းကျင်ဝင်တဲ့နေလူငယ်တွေနဲ့နိုင်ငံတကာအကူအညီတွေပေါင်းပြီးကုညီကယ်ဆယ်ရေးအသင့်ဝင်မှုအကြောင်းကိုကျမတို့ကြီးညာထားပြီးသားပဲဖြစ်ပါတယ်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာသုံးဖို့ဒေါ်လာတစ်သန်းကျမတို့ချထားတဲ့အပြင်ကိုလက်ရှိအခြေအနေကကယ်ဆယ်ရေးအတွက်ဦးစားပေးရမယ့်အချိန်ဖြစ်တဲ့အတွက်ထိုးစစ်တွေကို April 12ရက်နေ့အထိနှစ်ပတ်တိတိရပ်နာထားဖို့ကျမတို့ညွှန်ကြားထားပြီးသားပဲဖြစ်ပါတယ်ပြည်သူ အစိုးရကပြည်သူလူထုကိုဝန်ဆောင်မှုပေးဖို့အစဉ်တည့်ရှိပါတယ်။လူထုမျက်နှာကိုငြဲမကြည့်ပဲနဲ့အာဏာယူခဲ့တာတစ်ခုတည်းအတွက်နဲ့ပြည်စည်းဆုံးရှုံးခဲ့ရတဲ့ဆုံးရှုံးမှုတွေတိုက်ဆုံးခဲ့ရတဲ့အသက်တစ်ထောင်ပြည့်စီတိုင်းအတွက်အကြမ်းဖက်စစ်တပ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့အပေါင်းပါတွေဟာသိရခံဖြစ်ပါတယ်။ဒီချိန်မှာကျမတို့ချစ်ရတဲ့သူတွေကိုဆုံးရှုံးရတဲ့အတွက်အခက်အခဲတွေခြားတဲ့ကနေပြီးတော့မှာ ကျမတို့ရဲ့ချွေးနှဲစာတွေနဲ့တိဆောက်ထားရတဲ့အရာတွေပျက်စီးဆုံးရှုံးခဲ့ရတဲ့အတွက် ကျမတို့အားဟာလဝမ်းနေနေမယ်ဆိုတာကိုနားလည်ပါတယ်ကျမတို့လည်းပြည်သူတွေနဲ့အတူစိတ်ထိခိုက်ချေကွဲဝမ်းနေရပါတယ်။ဒါပေမဲ့ကျမတို့စွန့်စုံအထိပြူလဲဝါလို့မရပါဘူး။ကျမတို့တိုင်းပြည်ပြန်လဲ၍ကျမ်းမာတန်ဆွမ်းလာအောင်အတွက်ကျမတို့တွေအချင်းချင်းကူညီဖေးမထားဖို့လဲလိုပါတယ်။ ဒီချိန်မှာအကူအညီလိုနေတဲ့လူတွေအားလုံးအတွက် အကူအညီပေးခဲ့ကြတဲ့လူတဦးတယောက်ချင်းစီတိုင်းအကူအညီကယ်ဆယ်ရေးလုပ်ပေးခဲ့ကြတဲ့လူတဦးတယောက်ချင်းစီတိုင်းအတွက်ကျမတို့ကျေးဇူးတင်ပါတယ်ရှင်။ဒီချိန်လေးမှာပြည်သူများအားလုံးလုံခြုံအောင်နေပါ၊ကျန်းမာအောင်နေပါ၊အသင်ထားပါ။ကျမတို့ပြည်သူတွေဘေးအန္တရာယ်ကင်းကွာပါစေဆိုတဲ့အကြောင်းကျမတို့ဆုတောင်းမေတ္တာပို့သလိုက်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်။